ဒီနေ့မှာတော့ကျွန်တော်တို့လူသားတွေရဲ့လူဝက်ချက်နဲ့အောင်မြင်မှုရဲ့အရင်းအမြစ်တွေကိုဖော်ပြပေးမယ်။ David Brooks ရဲ့နာမည်ရှိစာအုပ် The Social Animal ရဲ့အနှစ်ချို့ကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့ဟာလေကျွန်တော်တို့ရဲ့ဘဝကို စင်ကြင်တုံတွေက rational mind နဲ့ပဲထိ ंछ ုံနေတယ်လို့ထင်တတ်ကြတယ်မို့လား။ဒါပေမဲ့ David Brooks ကတော့အောင်မြင်မှုဇယိုက်ကောင်းတဲ့အချစ်ရဲ့အရင်းမြစ်ဟာကျွန်တော်တို့ရဲ့မသိစိတ် unconscious mind ထဲမှာလွတ်ဝတ်စွာတည်ရှိနေတယ်လို့ဆိုပါတယ်။ Okay ကျွန်တော်တို့ရဲ့စိတ်ခံစားမှုဗီဇနဲ့လူမှုဆက်ဆိုင်ရေးတွေကကျွန်တော်တို့ဘယ်သူဖြစ်လာမလဲဆိုတာကို အဆုံးဖြတ်ပေးနေတာဖြစ်ပါတယ်။အပိုင်းကမတိစိတ်အင်ဟာအခုကြည့်ကျွန်တော်တို့ရဲ့တိစိတ်ဟာ စကားပြောတဲ့သူ narrator သာဖြစ်ပြီးတကယ်အရေးကြီးတဲ့အလုပ်ကိုလုပ်နေတဲ့သူကတော့မတိစိတ် unconscious mind ကသာတကယ်အလုပ်သမားဖြစ်ပါတယ်။ဒီမတိစိတ်ဟာ တဆက်ကမှအချက်လက်ပေါင်းမြောင်များလွာကိုစုပ်ယူစီမံခန့်ခွဲပြီးကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်90ရာခိုင်နှုန်းကျော်ကိုလွှမ်းမိုးနေတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ဟာ ကိုယ့်ရဲ့စိတ်ခံစားမှုနဲ့ဗီဇကိုမနာလည်ရင် ကိုယ့်ဘဝကိုထိန်းချုပ်နိုင်မှာမဟုတ်ပါဘူးနံပါတ်1ဆုံးဖြတ်ချက် emotion trumps logic လူတွေဆုံးဖြတ်ချက်ချတဲ့အခါမှာစိတ်ခံစားမှု emotion ကစင်ချင်တုံတရားထက်အမြဲတမ်းပိုပြီးလွှမ်းမိုးနေတာကိုသတိပြုပါ စီးပွားရေးမှာပဲဖြစ်ဖြစ်နိုင်ငံနဲ့ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်တွေမှာစိတ်ခံစားမှုဟာအငင်းဆုံးဖြစ်ပေါ်ပြီးစင်ချင်တုံတရားကတော့အဲ့ဒီခံစားချက်ကိုစင်ချေပေးဖို့ rationalize လုပ်ဖို့အတွက်နောက်မှလိုက်လာတတ်တာမျိုးဖြစ်ပါတယ်ဥပမာတစ်ခုပြောရရင်တရားသူကြီးတွေဟာမနက်ခင်းမှာဆုံးဖြတ်ချက်မှန်ကန်တက်ပြီးနေ့လယ်စာစားချိန်နီးတဲ့အခါစိတ်ကုံလာတာကြောင့်ဆုံးဖြတ်ချက်တွေပိုမားတက်တယ်ဆိုတဲ့သူတေသနာကစိတ်ခံစားမှုရဲ့အင်အားကိုပြတ်တတ်နေပါတယ်။မြင်မှုရဲ့လျောဝတ်ချက် ကဲဘဝမှာအောင်မြင်မှုဆိုတာ IQ ထက် emotional intelligence စိတ်ခံစားမှုဆိုင်ရာဉာဏ်ကြီး self control ကိုကိုကိုထိန်းချုပ်နိုင်စွာလူမှုဆက်ဆံရေး social skills တွေပေါ်မှာပဲပိုပြီးမူတည်နေတာပါနော်ကျွန်တော်ရဲ့ဇေယျကသာ အချီရဲ့အလုတ်အကိုင်းဘဝရဲ့ပန်းတိုင်တွေကိုအဆုံးဖြတ်ပေးနေတာပါနော် အပိုင်းနဲ့မွေးဖွားခြင်းနဲ့ပေါင်းသင်းနံပါတ်၄ attachment တွေ့တာမှု၏အင်နာကျွန်တော်ရဲ့ပထမဆုံးဆက်ဆံရေး first bond ကတော့ အမေနဲ့တော့မဟုတ်ပြူးစုရှောက်ရှောက်တဲ့သူနဲ့တိဆောက်တယ်တွေ့တာမှုပါပဲဒီတွေ့တာမှုကပဲကျွန်တော်တို့ရအနာဂတ်ဆက်ဆံရေးအားလုံးကို ပုံဖော်ပေးခဲ့တာပါနံပါတ်၄ secure attachment လုံခြုံတော့တွေ့တာမှုကလေးဘွားတွေကလုံခြုံရေးနဲ့ချေခင်းမေတ္တာကို အပြည့်အဝရရှိသူတွေဟာအနာဂတ်မှာပိုပြီးယုံကြည်မှုရှိကြပါတယ် avoidant anxious attachment စိတ်ပိုင်းဆိုင်ရာလက်ဟာသူတွေကတော့လူမှုဆက်ဆံရေးမှာစိုးရိမ်စိတ်များပြီး အခြေကိုရှာဖွေရခက်ခဲတတ်ပါတယ်။နံပါတ်5 mental models ကျွန်တော်တို့အုံတော့ကအပြင်လောကကိုနားလည်ဖို့အတွက် mental models စနစ်တွေကိုတိဆောက်ပါတယ်။ဒီပုံဖော်ခြင်းတွေကကျွန်တော်တို့ရဲ့အတွေ့အကြုံတွေပဲဝန်းကျင်ကနေရရှိတဲ့သင်ခန်းစာတွေပေါ်မှာအခြေခံပြီးကဘာကြီးကိုဘယ်လိုမြင်ရမလဲဆိုတာကိုအဆုံးဖြတ်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်အောင်မြင်ခြင်းရင်တဲ့ရဲ့ mental model တွေမှန်ခံရမယ်နော်။နံပါတ်6ယဉ်ကျေးမှု၏လွှမ်းမိုးခြင်း cultural framework နောက်တစ်ခုကယဉ်ကျေးမှု culture ဟာကျွန်တော်ရဲ့မသိစိတ်ကိုအစောစီကနေလွှမ်းမိုးတာပါအနောက်နိုင်ငံတွေဟာတယောက်ချင်းစီလွတ်လပ်မှုကိုအဓိကထားပြီးအာရှသားတွေကတော့ပတ်ဝန်းကျင်နဲ့အဖွဲ့အစည်း collectivism ကိုအဓိကထားပြီးကဘာကြီးကိုမြန်တက်ကြပါတယ်ဥပမာတစ်ခုပြောရရင်ရေကန်ထက်မှငါးတွေကိုပြသားတဲ့အခါအာရှသားတွေကငါးတွေရဲ့ပတ်ဝန်းကျင်နဲ့အခြားငါးတွေနဲ့ဆက်ဆံရေးကိုအရင်ဆုံးမြန်တက်ကြပြီးအနောက်နိုင်ငံတွေကတော့ငါးတကောင်ချင်းစီရဲ့လှုပ်ရှားမှုကိုသာ အတိကထားပြီးမြင်တတ်ကြပါတယ်။အပိုင်းသုံးအချစ်ရဲဇရိုက်ကောင်းနဲ့ကိုကျင်စားမှုနံပါတ်9အချစ်ရဲလူဝတ်ချက်ကဲအချစ်ဆိုတာရိုးရိုးစိတ်ခံစားမှုတတ်တတ်မဟုတ်ပါဘူး။ဒါဟာပူပေါင်းလိုတဲ့စိတ်သက်တစ်ခုပါ။ David Brooks ကအချစ်ရဲအမြင့်ဆုံးအဆင့်ကို Lemurance လို့ခေါ်ဆိုပါတယ်။ Lemurance ဆိုတာကိုကိုကိုမေ့ပြီးတခြားတယောက်ယောက်နဲ့စိတ်ချင်းပေါင်းသင်းသွားလို့ချင်းဖြစ်ပါတယ်။ စင်မှန်သောချစ်ခဲမေတ္တာဟာဒီလိုနဲ့နဲနေတဲ့ဆက်ဆံရေးကနေပဲလာတာဖြစ်ပါတယ်။နံပါတ်၈ကိုကိုကိုထိန်းချိုခြင်း Marshmallow Test နာမည်ကြီး Marshmallow Test ကပြသခဲ့တာကတော့ self control ကိုကိုကိုထိန်းချိုနိုင်စွမ်းဟာဘဝအောင်မြင်မှုရဲ့အဓိကတော့ချက်ဆိုရပါပဲ။ထိန်းချိုနည်းကတော့စိတ်ခံစားမှုတွေဝင်လာတဲ့အခါချက်ချင်းတုံ့ပြန်ခြင်းကိုရှောင်ပါ delay gratification အကျိုးကျေးဇူးကိုနောက်မှခံစားဖို့ကိုတိုက်တွန်းခြင်းပါတယ်။ နံပါတ်6ဇယက်ကောင်းတိဆောက်ခြင်းအောင်မြတ်မှုဆိုတာယာဒူးငွေကြေးမဟုတ်ပဲဇယက်ကောင်းကိုတိဆောက်ခြင်းကနေလာတာထက်ပါတယ်ဇယက်ကောင်းဆိုတာလွယ်ကူတဲ့အချိန်မှမပေါ်လာပဲအခက်အခဲနဲ့ဖီအားနဲ့ဂျားထဲမှာမှပုံဖော်လာတဲ့အရွယ်ချင်းဖြစ်တယ်လို့ဘရုစ်ကဆိုပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာ eulogy values တွေကိုပို့ပြီးတန်ဖိုးထားဖို့လိုပါတယ်အပိုင်းလေးဉာဏ်ရည်နဲ့အောင်မြင်မှုနံပါတ်7စာသင်ခန်းရကန်လက်ဂျင် ကျောင်းပညာဟာလူဘဝရဲ့အစိတ်အပိုင်းတစ်ခုတာဖြစ်ပြီးဘဝရဲ့အောင်မြင်မှုကိုအပြည့်အဝအဆုံးဖြတ်မပေးနိုင်ပါဘူးဘဝမှာတကယ်အရေးပါတာကတော့လူမှုရေးဉာဏ်ရည်နဲ့လူသားသဘာဝကိုနားလည်နိုင်စွမ်းဖြစ်ပါတယ်ဒါကြောင့်ပညာတတ်လူသားတွေဟာသူတို့ရဲ့အိုင်ကျူးကြောင့်မာမာနတတ်နိုင်မဲ့အစားမသိစိတ်ရဲ့အင်အားကိုနားလည်ပြီးနှိမ်ချမှုကိုမွေးမြူဖို့လိုပါတယ်နံပါတ်7 mindset စိတ်ကိုမြင်နိုင်စွမ်း mindset ဆိုတာကိုယ့်ရဲ့အတွင်းစိတ်ခံစားချက်တွေနဲ့ တိတ်ချားတယောက်ရဲ့အတွေးတွေကိုဖောက်ထွေးမြင့်နိုင်တဲ့စွမ်းရည်တစ်ခုပါပဲဒါဟာ empathy ရဲ့အမြင့်ဆုံးအဆင့်ဖြစ်ပါတယ် mindset ကိုလေ့ကျင့်တဲ့အခါကျွန်တော်ဟာဆက်စပ်ရမှာပုံမအောင်မြင်ပြီးအဖွဲ့ကြီးတွေကိုထီထီရောက်ရောက်ဦးဆောင်နိုင်မှာဖြစ်ပါတယ်နံပါတ်၄ပတ်ဝန်းကျင်ပြောင်းလဲခြင်းဤစွမ်းဟာအကျင့်ဆိုးတွေကိုဆွန့်လွတ်ဖို့စိတ်စွမ်းရည်ကိုအားကိုးထားတဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းကပိုပြီးထီရောက်တယ်ဆိုတာကိုသတိထားရမှာဖြစ်ပါတယ် ဥပမာအကယ်၍တင်ဟာအစာအတော့အလုံးအစာတုံးတတ်သူဆိုရင် အစာအတော့တွေကိုမြင်သားရဲ့နေရာမှာမထားပါနဲ့။တင့်ရဲ့ပတ်ဝန်းကျင် environment ကတင့်ရဲ့အမူအကျင့်ကိုအဆုံးဖြတ်ပေးနေတာဖြစ်ပါတယ်။ညီကုန်းချုပ်ပြီးအဓိကလမ်းညွှန်ချက်ကဲ the social animal ဆောက်ကကျွန်တော်တို့ကိုလူသားတော်အဖြစ်လက်ခံဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မတိစိတ်စိတ်ခံစားမှုနဲ့ဆက်ဆံရတဲ့ကကျွန်တော်တို့ရဲ့ဘဝကိုပုံဖော်နေတာပါနော်။ တင်းရဲ့ဘဝကိုအားကောင်းစေမယ့်အဓိကလမ်းညွှန်ချက်၃ခုကို ပြန်လည်ပြီးသုံးသပ်ကြည့်လိုက်အောင်နံပါတ်၁မတိစိတ်ကိုစောင့်ကြည့်ပါကိုယ့်ရဲ့စိတ်ခံစားမှုဗီဇာနဲ့မတိစိတ်ကနေလာတဲ့အချက်လက်တွေကိုသတိပြုပါနံပါတ်၂ character ကိုတန်ဖိုးထားပါယာရုငွေကြေးထက် စာနာမှုနဲ့ကိုကျင်စားမှုတွေကိုတိဆောက်ပါလို့မှာခြင်းပါတယ်နံပါတ်၃ပတ်ဝန်းကျင်ကို ပြောင်းပါကိုယ့်ရဲ့အကျင့်ဆိုးတွေကိုပြောင်းလဲဖို့အတွက် ိုယ်ကိုကူညီနိုင်တဲ့ပတ်ဝန်းကျင် environment ကိုဖန်တီးပါလို့မှာကျင်ပါတယ်ဒီဗီဒီယိုကနေလူသားသဘာဝရဲ့လိုအပ်ချက်တွေကိုနားလည်ပြီးပုံမကောင်းတဲ့ဘဝကိုတိဆောက်နိုင်ပါစေလို့ဆုတောင်းပါတယ် like လုပ်ပြီး share လုပ်ပေးပါနောက်ထပ်ဉာဏ်ပညာဗီဒီယိုတွေအတွက် channel ကို subscribe လုပ်ထားပါနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ